အရန်အံ့ဟွာဘောဆိုသူဖုံးဆက်ဆက်ဆက်တဲ့အချိန်မှာအဲအခုညီမလေးအဲဖုံးပြောစရာရှိလို့ဗောနော်ညီမလေးဝယ်တင်ရိုက်ပြီးရိုက်ပြီးပါနော်ဆိုတော့ဟောဘသူသူနောက်နေရယ်ပဲထင်တာ pre wedding ပုံနေကြတော့အမမာယွန်းယွန်းရှိလို့မရဘူးဗောနော်အားလုံးအဆင်ပြေအောင်ရိုက်ပေးရတဲ့ပုံနေဖြစ်တဲ့အတွက်ဗောဟောဟုတ်မင်္ဂလာပါဟုတ်မင်္ဂလာပါအမ ကလည်းအရန်လာတယ်ပြောပြပါအောင်ကသူတို့နဲ့ဘယ်လိုလေးဖန်ပြနေတာ pre wedding ကြတော့ညီမလေးဖုံးဆက်တဲ့အချိန်မှာသူဟာ wedding စရိုက်တော့မယ်ဘောကအခုအကူညီပေးပါအောင်ဆိုတာနဲ့ရိုက်ဖြစ်တာဗျာဟုတ် idea လေးတွေရောဘယ်လိုလေးတွေအဲ idea လေးကြတော့ကျွန်တော်ရဲ့အဲဒီညီမလေးရဲ့အကူရဲ့ style လေးကတိုင်ပင်ပြီးရိုက်ဖြစ်တာဗျာဟုတ် ါဒါကုပုံလေးတွေထွက်လာတော့လည်းအားလုံးကကျေနပ်ကြရယ်เนาะဒါဆိုပြီးတော့ဘယ်လိုလေးကိုပြောရလဲအာညီမလေးကတော့သူပထမဝတ်စုံကျွန်တော်တစုံစီပို့ရဆိုပထမတစုံကြီးကသူရန်ကြိုက်တယ်ပေါ့เนาะ pre wedding ပုံလေးဆိုပြီးတော့ပြောပါတယ်ဗျဟုတ်ကိုထွက်ကောဘယ်လောက်တောင်းဝင်ကြီးရယ်လို့ခံစားရလဲအာ pre wedding ကြတော့အရန်တတာဝန်ကြီးရပါဗျာဘာလို့လဲဆိုတော့လူတယောက်ရဲ့အမှတ်ရဆုံးအချိန်နဲ့အမှတ်ရဆုံးပုံလေးတွေဖြစ်တဲ့အတွက်ကျွန်တော်ဘက်ကအများကြီးစူးစမ်းပြီးတော့ရိုက်ပေးရတာဗျာဟုတ် ဆိုတော့လေဟုတ်တယ်ညီမအဲဒီ pre wedding ပုံတွေကြတော့အမမယွန်းယွန်းရှိလို့မရဘူးပေါ့နော်အားလုံးအဆင်ပြေအောင်ရိုက်ပေးရတဲ့ပုံတွေဖြစ်တဲ့အတွက်ပေါ့ဟုတ်သူတို့ရိုက်ပေးနေသူတို့အတွဲလေးရတာပေါ့ဒါတယောက်နဲ့တယောက်ဒါပုံလေးတွေရွေးချယ်တာမျိုးလေးတွေ item လေးတွေမှာ blue လေးတွေတော့သဘောကျခဲ့ရသေးလေကိုရီးယားအဲသူတို့နှစ်ယောက်ကတော့လေ post တွေကတော့အာထုံးစံအတိုင်းပြောစီရပြောစီရမလို့ဘူးဆိုတော့အဲသူတို့လိုချင်တဲ့ theme ပုံကိုပဲရိုက်ပေးတဲ့အတွက်အဆင်ပြေပါတယ်မှာဟုတ်ကိုရီးယားတော့ဟုတ် ဆိုပြီးတော့ねကျွန်တော်ဒီလိုတကယ်အဲရန်ဝန်းတာတာဗောဗျာအဲသူတလေးတစားနဲ့တတိတရားနဲ့သူ့ရဲ့မင်္ဂလာဆောင်ကိုရိုက်ခွင့်ပေးရဲ့အတွက်လည်းချိန်ညက်မိရဲ့ကျွန်တော်ဟုတ်ဒီမင်္ဂလာပွဲလေးอ่ะဆိုလို့ဆိုရင်က6ပွဲမြောက်လေးဖြစ်တော့ဟုတ်ကဲ့ဗျာပုံလေးတွေကြည့်တိုင်းရောကိုချစ်တဲ့လူမျိုးရောက်တော့ဘလောက်ကြီးကိုဝန်းတာပြီးပြီးဖြစ်ဖြစ်ရအဲဝန်းဝန်းတာတာဗောသူတို့ အလုံးစအပ်တရားအခြေနှံ့ပြီးရယ်သူတို့နှစ်ယောက်ကိုလည်းဟောကျွန်တော်ဒီနေ့နက်နက်နဲ့ရိုက်ချင်တာဆိုတော့ဘုံယူပါရယ်ဗျာဟုတ်ပုံလေးတွေအတွက်ဟုတ်ကဲ့ဒါ post pay ရလေးတွေမှာကိုအောင် cloud ဖြစ်ပေးရနေဝင်ပြီးတော့ဗောနော်ဒါပါမယ်အဖြစ်တရားလေးရဲ့ဒီလိုမျိုးလေးနေထိုင်မှုဒီလိုမျိုးလေးတွေဗောဒီရတယ်ပြောပြရတာမျိုးလေးရှိအာဟုတ်ကဲ့အနည်းချင်းတော့ပဲပြောပြရပါတယ်ကျွန်တော်တို့ရိုက်တဲ့တင်ရကြာညီမလေးသူစိတ်ကြိုက်ဖန်တီးထားတဲ့ဟာကိုမှ တိုင်ပင်ပြီးရိုက်ထားတဲ့ပုံလေးတွေဗျာဟုတ်တို့ idea လေးတွေ lockdown ဆ အဟုတ်တယ်လေးစုံကိုလေးမျိုးမတူအောင်ကျွန်တော်ခွဲပြီးရိုက်ပေးထားပါတယ်ဗျဟုတ်စုတိရလေးပြောရမယ်ဆိုရင်သူကအကုန်လုံးမမေ့တဲ့သူတယောက်လို့ပြောလို့ရတယ်အဲ့ဆိုသူအကုန်လုံးနဲ့ပေါ့နော်ဒါကံစိုးဆိုလည်းသူမမေ့ဘူးသူနဲ့မြဲလက်တွဲကူတဲ့သူတယောက်မှမမေ့ဘူးဆိုတော့အဲ့လေးသူရဲ့စိတ်ဓာတ်လေးပေါ့အော်ဟုတ်တယ်စုပြီးရသူသူအစာပိုင်းနေရလူတွေကိုလည်းမမေ့ဘူး အာနောက်ပြီးတော့သူလက်တွဲခေါ်ခဲ့ရတဲ့လူကိုလည်းမမေ့ဘူးပေါ့နော်အဲ့တော့သူသူ့ဝယ်ရင်းများတော်တော်များများကိုသူဟိုတုံးတာလဲတွေ့တွေ့ရတယ်ဗျဟုတ်ကိုယ်ရဲ့ဆိုတော့ခင်းတဲ့တတန်လောက်အောင်ဖြစ်သွားတယ်။အာကျွန်တော်နဲ့ညီမလေးနဲ့ခင်တာကတော်တော်ကြာပြီဗျ။မရှိဘူးဆိုရင်တော့ခုနှစ်နှစ်လောက်တော့ရှိမှလားမသိဘူး။ဟုတ်။ဒါဆိုပြီးပေါ်ပေါ်တော့ဒါမင်းကြီးပေါ်ပေါ်ဘလိုလေးရောမြင်မိတာလေးရှိတယ်။သူရဲ့အဲ့လိုလည်းအနေတိုင်းလေးကလည်းအေးတယ်နော်။ဟုတ်တယ်။ ့သူသူ့ဘော်ကတော့ကျွန်တော်နဲ့ခင်လာတဲ့အဲတလျှောက်လဲသူ့ကိုကြည်လိုက်ရလို့အေးအေးဆေးဆေးလေးပဲတခုဆိုရင်အဲ AC နေတတ်တာများတယ်ဘယ်တော့တော့အမီလဲပါတယ်ဒီဝယ်ရင်ဝယ်ရင်မင်္ဂလာဆောင်တော်မှလေးကျွန်တော်ဖုန်းဆက်မှတည်ရကျွန်တော်ဆိုဟုတ် ကွာတော့သူ့ကိုပြင်ပြင်မဲ့လို့ထင်ခဲ့လားထင်တာပေါ့ထင်ဟုတ်အဲ့နောက်ပြီးတော့မဲ့လို့ကြားခဲ့တော့ကိုတော့ block on surprise ဖြစ်သွားခဲ့တယ်အဲအရန်အန်ဟောပါဆိုသူဖုန်းဆက်ဆက်ဆက်တဲ့အချိန်မှာအဲအခုညီမလေးအဲဖုန်းပြောစရာရှိလို့ပေါ့နော်ညီမလေးဝယ်တင်ရိုက်ပြီးရိုက်ပြီးပါနော်ဆိုတော့ဟောဘယ်သူသူနောက်နေရယ်ပဲထင်တာပြီးတော့မှတရားမီရောမှသူငလာဆောင်တော့မယ်ဆိုတာပြောတာအဲ့တော့သူဖုန်းဆက်မှတရားချောင်းဆိုတော့ဟုတ်ဟုတ်ပါ surprise ကြီးဖြစ်သွားဟုတ်တယ်ဗျာဟုတ် အာမင်္ဂလာမင်္ဂလာဦးမှစပြီးတော့နောက်နှစ်အများကြီးတိုင်အောင်ပျော်ရွှင်စွာလက်တွဲနိုင်ပါစေလို့လူပညာတွေလည်းဒီထက်အများကြီးပို့ပြီးတော့မြင်ရပါစေလို့အများကြီးပို့ပြီးတော့ကောင်းမွန်ပါစေလို့ဆုတောင်းပေးပါရယ်ဗျာဟုတ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူး